ပရိသတ်များအလုံးမင်းမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကို ပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာပရိသတ်တွေအခြေပွဲချမ်းတပွဲဖြစ်အောင်ကစားသွားမယ်လို့ပြောဆိုလာတဲ့ Joshua Bain ရဲ့အကြောင်းအရာနဲ့ဒီနေ့ညပိုင်းမှာကြည့်ရမယ့် UFC Fight Night ပြိုင်ပွဲရဲ့အကြောင်းတွေကိုအနည်းငယ်သုံးသပ်တင်ဆက်ပေးမှာဖြစ်ပါတယ်ပရိသတ်ဒီနေ့နဲ့လာမယ့်29ရက်နေ့မှာဆိုရင်ကျွန်တော်တို့မြန်မာ Fighter Joshua Bain ရဲ့ပွဲကိုပြန်လည်ကြည့်ရှုကြရတော့မှာဖြစ်ပါတယ်ချင်းဖိုက်တာပွဲထိုးပြီးလို့၃ဘတ်ကြောကြမှာပဲနောက်ထပ်ပွဲစဉ်တစ်ပွဲကိုထပ်မံထိုးသက်သွားရမှာဖြစ်ပါတယ် Fan International 5 week ကာလမှာကျင်းပမယ် UFC 317ပြိုင်ပွဲမှာပါဝင်ထိုးသက်သွားရမှာပါရင်ဆိုင်ထိုးသက်ရမယ့် fighter ကတော့ ranking number 1နေရာမှာယက်တီနေတဲ့ American fighter Brandon Rybin နဲ့ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။လက်ရှိချိန်မှာ fighter နှစ်ယောက်လုံးကတော့ပွဲသူ interview တွေကိုယ်စီလုံးဆောင်နေကြပါပြီ။ fighter နှစ်ယောက်လုံးကလည်းဘလို့ plan တွေပြင်ဆင်လာကြောင်းဘလို့ရလဒ်တွေတင်ပိုက်မဲ့အကြောင်းကြုံဝါနေကြပါတယ်။ပြိတ္တအများစုကတော့ fan ကိုအနေနဲ့စိုးရိမ်နေတာတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ fan တွေနဲ့ လူသားထုတ်ဝင်ကစားပေးရတာဖြစ်သလိုပွဲထိုးထားတာလည်းရန်ကြီးမကြသေးတဲ့အချိန်မှဖြစ်နေတဲ့အတွက်နဲ့ပြီးတော့သူနဲ့ထိုးတက်ရမယ့်ပြိုင်မဲ့ဖိုင်တာကလည်းပေါ်သွင်းသေးဖိုင်တာမဟုတ်တဲ့ကြောင့်မလို့အနေငယ်စိုးရိမ်နေကြတာတွေ့ရပါတယ်။ဖန်ကတော့သူ့ကိုစိတ်မပူဘူး။သူ့မှာပြင်ဆင်နေလုံလုံလောလောရှိတဲ့အကြောင်းအကောင်းဆုံးထရိနာတွေနဲ့ပြင်ဆင်နေတဲ့အကြောင်းမကြာခဏထုတ်ဖော်ပြောဆိုနေပါတယ်။ဖိုင်တာတွေအလုံးအားယခုအချိန်မှာအဆုံးသက်ပြင်ဆင်မှုတွေကိုကိုယ်စီချင်းနေမှာလှုပ်ဆောင်နေကြပါပြီ။ဂျိုရှွာဘန်ကဒီဒီချိန်မှာလည်းသူ့ရဲ့ချင်းပြတဲ့4 on 5 club မှာပဲလေ့ကျင့်နေတာပါ။ ။အကြသေးခင်ကတော့အွန်လိုင်းစံကိုတိုင်းကဖန်ကလုံးဝအနာဂတ်ချန်ပီယံတူဖြစ်လာနိုင်တယ်လို့တော့သုံးသပ်ရေးသားထားတာတွေ့ရပါတယ်။ဒါကြောင့်ဒီပွဲမှာကိုဖန်နီနဲ့ဘလို့အခင်းချင်းတွေတည်ဆောင်လာမလဲဆိုတာစောင့်ကြည့်ရမှာပါကျွန်တော်ခဏခဏတင်ဆက်ခဲ့တဲ့အတိုင်းပဲဒီပွဲကဖန်အတွက်တကယ်ကိုအရေးကြီးပါတယ်ဖန်နီနဲ့နိုင်ပွဲပုံဖော်နိုင်ခဲ့ရင် ranking number 1နေရာအထိကိုတက်လှမ်းလာမှာဖြစ်ပါတယ် ranking number 1နေရာရောက်လာရင်ဖန်နီနဲ့နောက်ပွဲထိုးရမှာက champion လူပွဲပွဲဖြစ်တော့မှာပါ ဖန်ကိုရိုင်ကလည်းဒီပွဲမှာသာ Brandon Rivera ကိုသူ့အနေနဲ့ဖျက်ချော်လာနိုင်ခဲ့ရင်နောက်ပွဲမှာသူထိုးရမယ့်ပွဲက Champion လူပွဲပဲလို့တော့ကြုံဝါထားတာပါဒါကြောင့်မလို့ဖန်တွေဒီပွဲကတကယ်ကိုအရေးကြီးတယ်လို့ကျွန်တော်ကခဏခဏညွှန်းဆိုနေတာ ဖြစ်ပါလိမ့်။ဒီဟာကိုပြည်သက်အများစုကလည်းသိထားပေးတာပါ။ဒါကြောင့်မလို့ကျွန်တော်တို့ချင်းဖိုက်တာလေးနေနဲ့ဘလို့ရလမျိုးသေးဆောင်လာမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါလိမ့်။ Joshua Van ဒီတိုင်းရင်ဆိုင်ထိုးသွင်းရမယ့် Brandon Rivera ကလည်း Joshua Van ထက်လူပေါင်းကြီးတဲ့ဖိုက်တာဖြစ်ပါလိမ့်။ ျိုးရှွာဘန်ကအရက်၅ပြီ၅လက်မပဲရှိပြီးဘရန်ဒွန်ရိုက်ဘယ်က၅ပြီ၉လက်မအထိရှိတာပါဒါကြောင့်အရက်အပြင်၄လက်မအထိကို ပိုသားနေတာတွေ့ရပါတယ်ဒါကြောင့် reach ကလည်းပိုရှိတာတွေ့ရပါတယ်ဒါကြောင့်မလို့ van နေနဲ့အရင်ပြိုင်မဲ့ဒီအနည်းတူပဲသူ့ထက်အရက်ရှိတဲ့ fighter တွေနဲ့ထိုးတက်ရအောင်မှာဖြစ်ပါတယ်။ဒါကြောင့် van နေနဲ့ပွဲဖြတ်ဖို့ရာခိုင်နှုန်းကနည်းပါတယ်။တစ်ဖက်ပြိုင်မဲ့ fighter ဖြစ်တဲ့ American fighter ကလည်းကျွန်တော်တို့မြန်မာ fighter လေးကိုပွဲဖြတ်ဖို့ဆိုတာအင်မတန်ခက်ခဲပါတယ်။ van ကမာကုံဟာလည်းအတိုင်းအတာတစ်ခုတည်းရှိပါတယ်။ သူအနေနဲ့ပါဝါရှိတယ်ဆိုတာကိုလည်းပြီးခဲ့တဲ့ Bruno Silva နဲ့ပွဲမှာတတ်သိပြထားပြီးဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ပြည်သက်တွေနေနဲ့ဘလို့အခင်းင်းတွေဖြစ်လာမလဲဆိုတာယဉ်ကုံစွာစောင့်ကြည့်ရမှာပါ။နှစ်ယောက်လုံးကဒိုင်ဆုံးဖြတ်တီသွားနိုင်ပြီးများပါတယ်။တို့ပေမဲ့ဒီပွဲကနောက်ဆုံးခေါင်းလုံးမထိုးခင်ဒီရင်တမမနဲ့ကြည့်ရပွဲရှိနေပါလိမ့်။ဖိုင်တာနှစ်ယောက်လုံးကနောက်မဆုတ်တဲ့ထိုးတဲ့ဖိုင်တာတွေဖြစ်ပြီးမိကုံရန်ကုန်ချမ်းတဲ့ဖိုင်တာချမ်းတွေဖြစ်ပါလိမ့်။ လူငယ်ဖိုက်တာလေးအနေနဲ့လေဝိုင်းရင်ဖိုက်တာကြီးကိုဘယ်လိုကြော်ဖြတ်ပြမလဲဆိုတာရင်သက်ရှုံဖို့ပဲစောင့်ကြည့်ကြရမှာပါဖန်ကတော့သူ့ကိုပြိသက်တွေနေနဲ့စိတ်မပူဖို့နဲ့မြန်မာပြိသက်တွေအကြိုက်ပွေးချမ်းတစ်ပွဲကစားသွားမယ်လို့ပြီးခဲ့တဲ့အင်တာဗျူးမှာထုတ်ဖော်ပြောဆိုထားပါတယ်။ကျွန်တော်တို့မြန်မာကုံဆောင်ဖိုက်တာလေးနေနဲ့ဘလို့အခင်းချင်းတွေတဲဆောင်လာမလဲဆိုတာဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာ။ချိုရွာပိုင်းရဲ့ပွဲအားနောက်တစ်ပတ်တနင်္ဂနွေနေ့ဂျွန်လ29ရက်နေ့မနက်ပိုင်းမှာကြည့်ရမှာဖြစ်ပါတယ်။ ဂျိုရှွာဘန်နီနဲ့ပထမဦးဆုံးမင်းကတ်ခေါင်းစဉ်အောက်ကနေပါဝင်ကစားသွားရမှာဖြစ်ပါတယ်။ဘလို့ခင်းချင်းတွေဖြစ်လာပါစေအကောင်းဆုံးနိုင်ပွဲတွေရရှိပါစေလို့ကျွန်တော်တို့ channel ကစွန့်မုံကောင်းတောင်းပေးပါတယ်ခင်ဗျာ။ဘန်ရဲ့ပွဲကြိုအင်တာဗျူးတွေကိုလည်းထပ်မံတင်ဆက်ပေးအောင်မှာဖြစ်ပါတယ်ခင်ဗျာ။ဆလတ်တင်ဆက်ပေးနေတာကတော့ဒီနေ့ညပိုင်းမှာကြည့်ရမယ် UFC Fight Night ပြွဲအကြောင်းပြောပါဖြစ်ပါတယ်။ UFC ကတော့ဒီနေ့ညမြန်မာစံတော်ချိန်ည7:00နာရီခွဲချိန်မှာဆိုရင် UFC Fight Night ပြွဲကြီးကိုကျင်းပသွားတော့မှာဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာအဓိကခေါင်းပွဲနေရာမှာကတော့ light heavyweight တန်ဖိုင်တာကြီးနှစ်ယောက်ကရင်ဆိုင်ထိုးသက်သွားကြမှာပါ American Fighter နှစ်ဦးဖြစ်တဲ့ Jamal Hill နဲ့ Round 3 Junior တို့ကရင်ဆိုင်ထိုးသက်သွားကြမှာပါအဲ့ဒီ Fighter ကြီးနှစ်ယောက်က Brazil Fighter ကြီး Alex Pereira စီမှာကိုယ်စီရှုံးနိမ့်ထားခဲ့ကြတဲ့ Fighter တွေဖြစ်ပါတယ် Jamal Hill နဲ့ Round 3 Junior တို့က Striking တီးတန့်ဆော့တဲ့ Fighter တွေပါ Grappling Mind ကိုလုံးဝကိုစိတ်မဝင်စားတဲ့ Fighter တွေလို့တောင်ပြောရမှာပါ ဒါကြောင့်မလို့ဒီပွဲတကယ်ကိုကျင်းနေမိကုံရန်ကုန်ကျမ်းမဲ့ပွဲတန်တပွဲဖြစ်လာမယ်ဆိုတော့ကျွန်တော်ရဲရဲကြီးအာမခံထားရဲပါလိမ့်ပိုဂီရီကခြေဖွင့်လာတာတော့အရင်ကြီးကွာဟလွန်းနေတဲ့နေ့သဘောနဲ့ခြေဖွင့်လာတာမျိုးမတွေ့ရပါဘူး။ဂျမားဟဲကို1.93နဲ့ဖောက်ထားပြီး round 3 junior ကို1.83နဲ့ပေးထားပါတယ်။ဒါကြောင့်မလို့ခြေနေထားရအများကြီးကွာဟလွန်းနေတာမျိုးမရှိပါဘူး။ဒါပေမဲ့တစ်ဖက်ကအားသာချက်ရှိတာက round 3 junior ဖြစ်ပါတယ်။ round 3 junior ဟာဂျမားဟဲတဲ့မာကွန်ပုံမြင့်နေတာတွေ့ရပါတယ်။ ဇမားရေးအနေနဲ့ LS Barrier နဲ့ထိုးသက်တုံးကလည်းခန်းနိုင်ရင်အများကြီးမရှိတာကျွန်တော်တို့ပိတ်သက်အနေနဲ့တွေ့ထားရပါတယ်။နောက်တစ်ပွဲဖြစ်တဲ့ GD Pro Husk ကလည်းထိုးသက်ခဲ့တဲ့ပွဲမှာဆိုရင်လည်းဇမားဟစ်ကအလောက်ထိမာကုန်မရှိတာသိထားပြီးသားပါ။တစ်ဖက်က Round 3 Junior ကတော့ LS Barrier ကိုတော့ဒုက္ခပေးထားနိုင်တဲ့ Fighter လို့ဆိုရမှာပါ။ LS Barrier လို့ fighter နဲ့ရှင်ထိုးပြနိုင်တဲ့ fighter ဆိုတာရှားပါတယ်။ LS Barrier လို့ fighter မျိုးကို 6GD ကိုရှင်ထိုးပြခဲ့တာပါ။ ရလကကောင်းတဲ့ရလက်မျိုးမထွက်ခဲ့သည့်အချိန် Alice Barrier ကိုအနည်းငယ်များဒုက္ခပေးနိုင်တဲ့ fighter လို့သတ်မှတ်ရမှာပါ။ဒါကြောင့်မလို့ဒီပွဲကလည်းမိကုံရန်ကုန်ကျန်းတဲ့ပွဲချမ်းတပွဲဖြစ်လာမယ်ဆိုတဲ့အာမခံထားရဲ့ပါတယ်။ဘလို့အခင်းချင်းတွေဘလို့ရလက်တွေတည်ဆောင်လာအောင်မလဲဆိုတော့ဒီနေ့ညနေပိုင်းမှာကြီးရှုကြရမှာဖြစ်ပါတယ်ခင်ဗျာ။ကို main event ပွဲစဉ်ကလည်းရှင်ထိုးကြမယ်ပွဲချမ်းတပွဲပါပဲ။ဒုတိယကောင်ပွဲနေရာမှာတော့ live weight တန်းပွဲစဉ်ဖြစ် referee fee နဲ့ bahamandes တို့ကရင်ဆိုင်ထိုးသက်သွားကြမှာဖြစ်ပါတယ် Rafael Fizi ကတော့မြန်မာပြည်သက်တီနဲ့အများကြီးမိတ်ဆက်ပေးနေစရာလိုမယ်မထင်ပါဘူး။ Justin Gaethje နဲ့အပြန်အလှန်ထိုးသက်ထားပြီးအဲ့ဒီပွဲစဉ်မှာချင်းချင်းတန်းတန်းကိုထိုးသက်ပြတ်ထားတဲ့ fighter ဖြစ်ပါတယ်။နောက်တစ်ချက်က Rafael Fizi ဆိုတာကျွန်တော်တို့မြန်မာကုံဆောင်ခရီးလုံးဝိမေ Veronica လေးချင်နေတဲ့ Tiger မွေထိုင်းမှာ coach အဖြစ်လေးချင်ပေးနေတဲ့ဆရာတဦးလေးဖြစ်ပါတယ်။ဒါကြောင့်မလို့မြန်မာပြည်သက်တွေနေနဲ့အရင်ကြီးစိမ့်နေတဲ့ fighter မျိုးတော့မဟုတ်ပါဘူး။ Rafael Fizi ကဒီပွဲမှာ Bahamandes ဆိုတဲ့ fighter နဲ့ရင်ဆိုင်ထိုးသက်သွားရမှာပါ။ ဘာမန်ဒက်စ်ကလည်း UFC မှာစွမ်းဆောင်ရည်ကောင်းနေချပြထားနိုင်တဲ့လူငယ်ဖိုက်တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီပွဲကလည်းဖိုက်တာနှစ်ယောက်လုံးကလက်သေးချင်းရှင်ဖြုတ်ကြမဲ့ပွဲဖြစ်ပါတယ်။ဘယ်ဖိုက်တာကကောက်စားသွားမလဲဆိုတော့ဒီနေ့ညနေပိုင်းမှာစောင့်ကြည့်ကြရမှာပါ။ဒီနေ့ကျင်းပမဲ့ UFC Fight Night ပြိုင်ပွဲမှာလည်းပွဲကောင်းပွဲချမ်းတွေအများကြီးပါဝင်နေပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပရိသတ်တွေကိုလည်းစောင့်ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ ဒီနေ့ချင်ပါမယ့် UFC Final ပွဲစဉ်ကိုဒီနေ့စနေနေ့ညမြန်မာစံတော်ချိန်ည10:00နာရီခွဲအချိန်မှာစတင်ကျင်းပသွားမှာဖြစ်ပြီး Main Card ပွဲစဉ်တွေကိုတော့ညနေပိုင်း10:00နာရီခွဲမှာကျင်းပသွားမှာဖြစ်ပါတယ်။ Co-main event နဲ့ Main event ပွဲစဉ်တွေကိုတော့မြန်မာစံတော်ချိန်မနက်3:00နာရီဝင်းချိန်မှာကြည့်ရဖို့ရှိနေပါတယ်။ဒါကြောင့်မြန်မာပရိသတ်တွေနေ့နဲ့ဒီနေ့ညကတော့အေးပြက်ခံပြီးကြည့်ရမယ့်ညတညလို့ပြောထားချင်ပါတယ်ခင်ဗျာ။တို့ဘယ်မှာအေးပြက်ခံရတာနဲ့တန်တဲ့ပွဲချမ်းတွေပွဲချမ်းတွေဖြစ်လာမယ်ဆိုတာယုံကြည်ပါတယ်။ UFC ကကျင်းပထားတဲ့ UFC Fight Night ပြန်ပွဲဟာတကယ်ကိုခက်ကြမ်းတဲ့ပွဲတွေကိုပွဲထုတ်ထားတာပါဘလို့အခင်းကြီးတွေဖြစ်လာမလဲဆိုတော့ဆက်လက်ဆောင်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပြည်သက်ဒီနေ့ရောဂျိုရှွာဘန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီနေ့ UFC Fight Night နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးခြင်းနဲ့ဆိုရင်လည်းအောက်ကကွန်မန့်မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာဒီနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲလာမယ့်နေ့ဒီမှာလေး MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို सब्सक्राइब लो आदि हैं सब्सक्राइब लो दो आजा वो टाउन सो भी आदि क्या आलो में ताया प्रश्न में कौन है नीले टनी को पाइंस आने जा